တောင်းတော့အဖန်ပရိသတ်များမင်္ဂလာပါဒီအစီအစဉ်ကတော့ကင်းသမိုင်းကင်းတော်လန်ရေးတွေအကြောင်းကိုပြောပြမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်တင်ဆက်မယ့်အကြောင်းအရာကတော့ဒုတိယကမ္ဘာစစ်ကြီးမှာဒုက္ခပေါင်းစုံကြုံတွေ့ခဲ့ရတဲ့ကင်းလူမျိုးတွေရဲ့အကြောင်းဖြစ်ပါတယ်အင်္ဂလိပ်တွေဗမာပြည်ကိုအုပ်ချုပ်ခဲ့တော့ကအုပ်ချုပ်ရေးခံမြင်ရဖို့အသွေးခွဲအုပ်ချုပ်တဲ့ policy ကိုကျင့်သုံးပြီးလူမျိုးအချင်းချင်းမုတ်တီအောင်ဖန်တီးခဲ့တယ်လို့ဖူစကောလက်တော်ကဆိုပါတယ် ကရင်တွေဟာနိုင်ငံရေးနဲ့အုပ်ချုပ်ရေးပိုင်းမှာအခွင့်အရေးမရှိခဲ့ဘဲစစ်ဘိုးစစ်သားတွေသာ ဖြစ်ခဲ့ရပြီးလက်နက်ကန်ပုံကန်သူတွေကိုနှိမ်နှင်ခဲ့ရပါတယ်။တိုင်းပြည်ကိုအင်္ဂလိပ်အုပ်ချုပ်ရမှာကရင်တွေဟာလောက်ကန်စားတောက်ခွင့်ရကြပြီးဒါကြောင့်အင်္ဂလိပ်အပေါ်တက်ဆာရှိကြပါတယ်။1939ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးဥရောပမှာစတင်ဖြစ်ပွားခဲ့တဲ့အခါ အင်္ဂလိပ်ကတာကိုတိုးချဲ့ရာဗမာလူမျိုးပါဝင်တခြားလူမျိုးတွေလည်းစစ်တပ်ထဲကိုရောက်ရှိလာကြပါတယ်။အဲ့ဒီထဲမှာအများစုကအကရင်တွေသာဖြစ်ကြပါတယ်။ဂျီတာအချက်ပြဆက်သွယ်ရေးနဲ့အမြောင်းတပ်တွေမှာကရင်တွေအများစုဖြစ်ကြပြီးအုပ်ချုပ်ရေးဘက်မှာလောက်ကိုင်းလေးရှိတဲ့ကရင်တွေလည်းအင်္ဂလိပ်အစိုးရပေါ်သစ္စာရှိရှိတာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့ဖူစကောလက်တော်ကအဆိုပါတယ်။တိုင်းပြည်ကိုအုပ်ချုပ်ထားတဲ့နှစ်ချက်အင်္ဂလိပ်တွေဟာဂျပန်တပ်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အခါမှာအင်္ဂလိပ်တွေကိုလူရုပ်ထွက်ပြေးခဲ့ကြပြီးအင်္ဂလိပ်အပေါ်တက်စာရှိကရင်တွေကလည်း လိုက်ပါထွက်ပြေးကြပါတယ်။အောက်ချိုရေးဘက်လောက်ကန်နေတဲ့ကရင်တွေဟာအင်္ဂလိပ်နောက်လိုက်ပါသွားရမှာတချို့ကဗမာပြည်အထက်ပိုင်းကိုရောက်ရှိသွားကြပြီးတချို့ကနေဆတနေရမှာရောက်သွားကြပါတယ်။အဲဒီလိုနဲ့လမ်းတွေပြက်စီးပြတ်တောက်ကုန်ပြီးတယူပို့ဆောင်ရေးနဲ့တွာလာရေးမှာအခက်အခဲကြုံတွေ့ရကကရင်တွေဟာလမ်းခွလမှာဆစ်ဆက်မတိုးနိုင်တော့ပဲဒုက္ခရောက်ကြံ့ရည်ခဲ့ကြရပါတယ်။ပြန်လာကြလို့တည်ဆောက်ရသူတွေလည်းအများပြားရှိခဲ့ကြတယ်လို့ဘူစကောလေတော့ကဆိုပါတယ်။အင်္ဂလိပ်အပေါ်သက်စာရှိကရင်စစ်သားတို့အစိုးရအရာရှိတွေနဲ့ အထက်ပမာပြည်မှာတိလုပ်ငန်းပအဝင်လုပ်ကင်ကြပြီးကရင်အယောက်2000ကျော်လောက်ဟာအင်္ဂလိပ်နောက်ကနေအိန္ဒိယနိုင်ငံအထိလိုက်ပါသွားခဲ့ပါတယ်တိုင်းပြည်တွင်းကြန့်ရှိတဲ့ကရင်တွေကဂျပန်ကိုလည်းကြောက်ရ၊ဗမာကိုလည်းကြောက်ရတာကြောင့်မြေပြန့်ဒေသမှာနေထိုင်မရေကြတော့ဘဲတောတောင်ဒေသကိုထွက်ပြေးတိမ်းဆောင်ခဲ့ကြရတယ်လို့ဘူစကောလက်တော့ကဆိုပါတယ်။ ဲဒီလိုထွက်ပြေးရမှာဖျားနာလို့စေဝါမလုံလောက်မှုနဲ့တချို့တည်ဆုံသွားရပြီးတချို့ကလူဆိုးဓမြနဲ့တွဲဆုံလို့ပါဒမြပစ္စည်းတွေလည်းဆုံဆုံခဲ့ကြရပါတယ်။ကြံရည်တဲ့နေအိမ်တွေလည်းပြန်လည်ကြည့်ရှုမိရတာကြောင့်ပစ္စည်းခဲ့ကုန်ပြီးကရင်တွေအတွက်ဒုတိယကမ္ဘာစစ်ကြီးကဒုက္ခဆင်းရဲခြင်းအမျိုးမျိုးသက်ဆောင်ပေးလာခြင်းသာဖြစ်ပါတယ်။ကရင်မျိုးသားတင်ကြီးကောင်းဆောင်တွေကလည်းအသက်ဆင်းရဲတဲ့ရေအတွက်ပေးလို့ရဖို့ထွက်ပြေးကြရပြီးစစ်ဆက်ပါလို့ကြရမှာလည်းမသိတာကြောင့်မိမိလူမျိုးကိုဘာတွေလောက်ဆောင်တင်တာကိုအကြံမပြုပေးနိုင်ခဲ့ကြပါဘူး။ နိုင်ငံရေးအုပ်ချုပ်ရေးအမျိုးမြင်အားနည်းမှုကြောင့်ကရင်တွေဟာကောင်းဆောင်ပန်းလှုပ်ဆောင်ရမှာယခုလိုအာဏာချက်တွေနဲ့ကြုံတွေ့ခဲ့ရပြီးအစိုးရကတမျိုးသားလို့ပါဒုက္ခဆင်းရဲတွေရောက်ခဲ့ရတာပါဒါကိုသင်ကန်းစာယူတင်တယ်လို့ဘူစကောလက်တော့ကဆိုပါတယ်လက်ရှိຫນွေဦးတော်လိုင်းရေးမှာလဲကရင်ပြည်သူလူထုတို့ချို့တိုက်ပွဲစီမင်းကနေရင်ဆိုင်နေရဆဲပါဒီအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပြီးနောက်အပတ်တွေမှာလဲဘလို့အကြောင်းအရာတွေကိုတင်ဆက်သွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုကြပါဦးနော် တောနောအဖန်ပရိသတ်များဘေးကင်းကျန်းမာကြပါစေကြောင်းဆုတောင်းလိုက်ရပါတယ်။